ကျွန်တော်တို့မွတ်စလီဖာနေပြီးတော့ကျွန်တော်တို့ဟိုတယ်ကိုလည်းပြန်ရောက်ပြီးကုရ်ဘာနီလည်းပြီးသွားပြီ။ဘယ်ရဲ့ဂရုံးတုံးပြီးတော့အဲဒန်အဖြူဘက်ကိုလည်းချွတ်လိုက်ပြီးဆိုတော့ hash မှာအရေးတကအရေးကြီးဆုံးဖြစ်တဲ့ tour face ရတာကြံပါသေးတယ်။ตัวเฟซเยอร์ก็ก็ฮัสมาอะดิกอะเยดิกอะเยจีซงโหลเลยပြောလို့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ Zil Hasla 6ရက်နေ့ညမှာပဲတခါတယ်ကျွန်တော်เนี่ยကျွန်တော်အမေပါဝင်အတိကလမ်းလျှောက်နိုင်တဲ့သူတချို့ပေါ့ဗျာตัวเฟซเยอร์ကိုတော်လောက်ခဲ့ပါတယ်ตัวเฟซเยอร์ကတော့ပုံမှန်အတိုင်းမှာပဲကျွန်တော်တို့ top of flip မယ် မစပမဲ့ဇမ်ဇမ်ရင်တောက်မယ်စိတ်ဤပြေးမှာပဲဖြစ်ပါတယ်။ဒီနေ့အလုံးသိတဲ့အတိုင်းပဲတော်ပါစီရတဲ့အလူအများစုပြုတ်လုကြတာမို့လို့လူကတော်တော်လေးများတယ်ပြကျွန်တော်တို့တွင်းရင်တွင်းရင်တွင်းရင်နဲ့အပေါ်ဆုံးထက်ကိုရောက်လာပါပြီခင်ဗျ။ပေါ်တက်ကတော့ကျွန်တော်အမြဲတမ်းနမတ်စဖတ်နေကြနေရပဲဖြစ်ပါတယ်။ဒီကလည်းဒီနေ့တော်တော်များတယ်ခင်ဗျ။အဲတော့ဖလိုတဲ့လူတွေစိတ်အပြည့်တဲ့သူတွေပဲရှိပါတယ်။ ျွန်တော်ကိုရန်ကလည်းကျွန်တော်အမေနဲ့အတူတူသွားပါစေတဲ့တူတူလှုပ်ခွင်းရခဲ့တယ်တဝက်လုံးမယ်ပြီးသွားပြီဆိုတဲ့ခါမှာကျွန်တော်စေပြီး white ဆိုတော့တကယ်အရေးကြီးဆုံးအပိုင်းတော့ပြီးဆုံးသွားပြီလို့ပြောလို့ရပါတယ်ဆီလဟက်စလာစေရင်ညအလုံးပြီးသွားပြီဆိုလို့ရှိရင်တော့7ရက်နေနဲ့7ရက်နေမှာကျွန်တော်တို့ကဲပေါက်ဖို့ပဲကြံပါတော့တယ်ခင်ဗျာတို့ဒီနေ့ဆီလဟက်စလာ7ရက်နေမှာကဲပေါက်ဖို့အတွက်ကျွန်တော်တို့ဟိုတယ်ကနေပြီးတော့ကားစီစဉ်နဲ့ကျွန်တော်တို့စတင်ထွက်ခေါ်ပါပါခင်ဗျာအချိန်အပြည့်ဆိုလို့ရှိရင်3နိုင်ခွဲ4နိုင်လောက်ကနေစထွက်သွားပါတယ် ကလန်ကျော်လည်းဒီရှိမှာအင်မတန်စတင်ကြက်လိုက်ပြီဆိုတဲ့အတွက်ကြောင့်မို့လို့ခီးလန့်တိုရဲဆိုမှကျွန်တော်တို့နိုင်ဝက်ဝင်းကျင်ကြကြောလောက်တော့ယူလိုက်ရပါတယ်အချိန်အဖြစ်ဒီကတော့ရှိုက်တန်အကြီးတီးတန်ပေါ့ခြင်းမဟုတ်ပဲနဲ့၁၇ရက်နေနဲ့၁၂ရက်နေရဆိုလို့ရှိရင်ရှိုက်တန်အသေးအလက်အကြီး ၃မျိုးလုံးအောင်ပေါ်တဲ့နေရာမျိုးပဲဖြစ်ပါတယ်။ရှားသူတော်မသူခင်ဗျာကျွန်တော်ပုံစံလေးကတော့လက်အိတ်ထဲမှာကျွန်တော်တို့အချောင်းအချောင်းလေးတွေရှိတယ်ဗျာလက်ချောင်းနေရာလေးတွေမှာကျွန်တော်ရှိုက်တန်ကဲပါဖို့ခုနှစ်လုံးခုနှစ်လုံးခုနှစ်လုံးစီတိတိကျကျလေးထားရတာမို့လို့အလွယ်တကူကောက်ယူပြီးမှရောက်တဲ့နေရာမှာအမြန်ဆုံးပေါက်လို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ရှိုက်တန်အသေးရနေစပေါက်တယ်ကဲပေါက်တယ်သူဝါတောင်းတယ်ရှိုက်တန်အလက်ကိုပေါက်တယ်ကဲပေါက်တယ်သူဝါတောင်းတယ်နောက်ဆုံးရှိုက်တန်အကြီးကိုပေါက်ပြီးမှကျွန်တော်တို့တန်းပြန်ပါတယ်။ရှိုက်တန်ကဲပေါက်ခြင်းနဲ့ပတ်သက်ပြီးတော့မတည့်ရတဲ့အဓိကပြဘာသာကြတချို့ကမေးကြပါတယ်ဘာကြောင့်ကဲပေါက်ရတာလဲဆိုတော့ကဲပေါက်ခြင်းလမ်းစဉ်စတော့တမန်တော်ဤ Brian Alice Lyon သူ့ဇနီးရဲ့သူ့တိုင် Ismail နဲ့ပတ်သက်ပါတယ် မနောအစ်မိုင်ဘောမှာကုရမနီလုတ်ဖို့အတွက်ကြဲရောက်လာတဲ့ခါမှာဘုရားသခင်အလာရှိမဘက်ကစံတမှုတစ်ခုကိုမဖြစ်မြောက်သွားအောင်ရှိတ်တန်းအမျိုးမျိုးနောက်ရှက်ခဲ့ပါတယ်။သုံးချိန်တိုင်တိုင်နောက်ရှက်ခဲ့ပါတယ်။ချိန်တိုင်တိုင်နောက်ရှက်ခဲ့တဲ့အချိန်မှာတမန်တော်အီဘရာဟင်ကိုရန်ရောတမန်တော်မြတ်ဇဒီန်ကိုရန်ရောတမန်တော်မြတ်တာအစ်မိုင်ကိုရန်ရောပါ။ကောင်းသောဆလုံးအလာရှိမိုင်အမိတ်ကိုမနာခံအောင်တမင်နောက်ရှက်သွေးဆောင်ဖျောင်းအောင်ခဲ့ပါတယ်။ဘလို့တမန်တော်အီဘရာဟင်ကိုရန်ကရှိတ်တန်းပေါ်လာတဲ့နေရာတိုင်းနောက်ရှက်တဲ့နေရာတိုင်းမှာခဲပြေပောက်ပြီးတော့စံတကိုမောင်းထုတ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုရန်လည်းတမန်တော်အီဘရာဟင်ရဲ့ပုံစံအတိုင်းတမန်တော်မြတ်ဆလောဆလန်ရဲ့လမ်းစဉ် တာအတန်အသေးအလက်အကြီးကိုကဲပေါက်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ကဲလဲပေါက်လို့ပြီးသွားပြီဒလဟက်စလာ7ရက်နေ့ရဲ့ပုံစံအတိုင်းကဲလဲ3မျိုးလုံးပေါက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်မီနာကိုပြန်အိပ်ပါပဲခင်ဗျာတို့ဒီနေ့ဒလဟက်စလာ7ရက်နေ့မီနာမှာအိပ်ပြီးနောက်နေ့မနက်ဖြန်မနက်7ရက်နေ့မှာဆိုရင်တော့ချိန်တန်3မျိုးလုံးယခုလိုပဲကဲပေါက်ပြီးတော့ဟိုတယ်ကိုပြန်ပါပြီခင်ဗျာလိုချီရှိပေအတွက်ကျေးဇူးအများကြီးတင်ပါတယ်